မြန်မာနွေဥခရိုနီကယ်အော်တိုဘာ28ရက်နေ့တွင်ဆီအာနာသိမ်းပြီး9နှစ်ပြည့်ကနေ့ချိန်နဲ့အထူးရောင်ရွေးကောက်ပွဲမတိုင်ခင်နှစ်လအလိုဆီအာနာသိမ်းပြီးတဲ့နောက်၄နှစ်ခွဲကျော်9နှစ်ပြည့်ဖို့၃လဝန်းကျင်လောက်လိုတဲ့ကာလမှာမြန်မာနိုင်ငံမှာ2020ရွေးကောက်ပွဲရလဒ်ကိုပယ်ပြတ်စေခဲ့ပြီးတဲ့နောက်နောက်တစ်ကြိမ်ရွေးကောက်ပွဲတည့်ရဲ့ကျင်းပဖို့အာနာသိမ်းထားတဲ့စစ်တပ်ကလှုံ့ဆော်နေပြီဖြစ်ပါတယ်ပြီးခဲ့တဲ့9နှစ်နီးပါးကာလအတွင်း၈နှစ်ပြီး တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့အစ်တပေါ်ထွက်လာတဲ့အရွယ်အဆအမျိုးမျိုးရှိတဲ့လက်နက်ကိုင်အဖွဲ့တွေကတိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့တာကြောင့်နေမီစိုးမှုမှုအများပြားလက်လွတ်ဆုံးရှုံးထားရတဲ့အာနာသိန်းစစ်တပ်အနေနဲ့မကျင်းပလို့မဖြစ်တဲ့ရွေးကောက်ပွဲကိုအပိုင်းတွေဖွဲကျင်းပရမယ့်အနေအထားဖြစ်လာခဲ့တာပါ အခုလာမယ့်ရွေးကောက်ပွဲရဲ့ပထမပိုင်းကိုလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမှာဖြစ်လို့ဒီပထမအထုပ်ရွေးကောက်ပွဲမှာပါဝင်တဲ့နေမျိုးတွေမှာရှင်ပြိုင်ကြမယ့်ကိုယ်စားလှယ်လောင်းတွေမဲဆွေကာလစတင်ကြောင်းစစ်တပ်ရဲ့ဩဇာအောက်ကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြေညာခဲ့တာပါ2010ခုနှစ်နောက်ပိုင်းကျင့်သုံးခဲ့တဲ့နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေနဲ့ရွေးကောက်ပွဲဥပဒေတွေကိုအာဏာသိမ်းစစ်တပ်ကလိုသလိုပြင်ဆင်ပြီးတော့ ကျင်းပတဲ့ရွေးကောက်ပွဲဟာတရားမျှတမှုမရှိမှန်းအများစုက သိရှိထားကြပါရည်။ဒါကတာမန်လူတော်တည်နိုင်တဲ့ကောက်ချက်ကျိုးချောင်းဆင်ခြင်မှုတည့်ရလေဖြစ်ပါရင်ပါတီစုံဝင်ရောက်ရှင်ပြိုင်ခွင့်ရှိတဲ့ရွေးကောက်ပွဲလို့ဆိုရင်လွတ်လပ်မှုတရားမျှတမှုရှိဖို့ဆိုတဲ့အချက်ကိုနိုင်ငံတကာကအလေးပေးပြောဆိုကြတာဖြစ်ပါရင်အခုမြန်မာနိုင်ငံမှာကျင်းပမဲ့ရွေးကောက်ပွဲကိုလေနိုင်ငံတကာကတရားမျှတမှုအရာရောလွတ်လပ်မှုအရာပါအားနည်းလို့နဲ့အခြေအနေတွေကြောင့်အားပေးဖို့ဝန်လေးနေကြတာလည်းဖြစ်ပါရင်စစ်တပ်ကဆရ အနာသိမ်းတယ်လို့မတုံ့နှုံသည့်တိုင်နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေကိုပြင်ဆင်ပြီးတဲ့နောက်2020ရွေးကောက်ပွဲကော်မရှင်မှမှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီတွေအားလုံးကိုအသည့်မှတ်ပုံပြန်တင်ခိုင်းခြင်းဟာ၎င်းတို့မလိုလားတဲ့စစ်တပ်ထောက်ခံတဲ့ကြမ်းခိုင်ရေးပါတီနဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အလိုလျောက်နိုင်ငံရေးပါတီအဖြစ်ဆက်လက်တည်ရှိနေမယ့်အဖြစ်ကိုမလိုလားလို့လှုံ့ဆော်တာထင်ရှားနေတာပါ။ NLD ပါတီမှတ်ပုံပြန်မတင်တဲ့အနေအထားက၎င်းတို့လိုလားတဲ့အနေအထားဖြစ်သည့်တိုင်စစ်ဗိုလ်ဟောင်းတွေမပါဝင်တဲ့အခြားသောနိုင်ငံရေးပါတီတစ်ခုခုကိုလူထုကထောက်ခံအားပေးမဲ့အဖြစ်မျိုးလဲမရောက်အောင်လိုအပ်တဲ့ဥပဒေပြင်ဆင်မှုတွေလှုပ်ဆောင်ပြီးတော့တနိုင်ငံလုံးအဆင့်ရှင်ပြိုင်နိုင်တဲ့ပါတီနိုင်နိုင်သမျှနေအောင်ပါတီမှတ်ပုံတင်ဥပဒေကိုပြင်ဆင်ခဲ့တာတွေ့ရမှာဖြစ်ပါတယ်။ ဒီအခြေအနေတွေကတရားမျှတမှုဆိုတဲ့အချက်ကိုထိခိုက်ပျက်စီးစေတဲ့အချက်တွေဖြစ်ပြီးတော့လွတ်လပ်မှုဆိုတဲ့အပိုင်းမှာလည်းဆီယနာသိမ်းပြီးတဲ့နောက်ပြင်ဆင်ခဲ့တဲ့ဥပဒေဆိုင်ငံ့ထားတဲ့နိုင်ငံသားအခွင့်အရေးတွေအောက်နိုင်ငံရဲ့နေရာအနှံ့အပြားမှာတိုက်ပွဲစစ်အုပ်ချုပ်ရေးအရက်ဘတ်အုပ်ချုပ်ရေးမရှိတဲ့စစ်ပွဲကာလအခြေအနေတွေအောက်မှာရွေးကောက်ပွဲမဲဆွယ်မှုမိမိတို့မြို့ရွာမှာမနေနိုင်တဲ့မဲဆန္ဒရှင်တွေတန်းကနေရှိနေတဲ့အနေအထားကဘယ်လိုမှတရားမျှတတဲ့ရွေးကောက်ပွဲလို့ဆိုလို့မရတာသိကြပါဘူး။ ဒါဆိုဘာကြောင့်ဒီရွေးကောက်ပွဲကိုကျင်းပဖို့အာဏာသိမ်းစစ်တပ်ကဆုံးဖြတ်တာပါလဲစစ်အာဏာသိမ်းစဉ်က ပေးခဲ့တဲ့အကြောင်းပြချက်ဂတိအကျိုးအကြောင်းကိုဆက်လက်ကင်ဆွဲရမယ့် အချက်ကတစ်ချက်နဲ့အာဏာသိမ်းထားတဲ့စစ်အစိုးရအနေနဲ့အိန္ဒိချင်းတရုတ်နိုင်ငံရဲ့ထောက်ခံမှုနဲ့ယက်တီမှုကိုရဖို့အတွက်ကရွေးကောက်ပွဲတရက်ကိုမဖြစ်မနေလှုံ့ဆော်ရမယ့်သဘောလေးဖြစ်ပါတယ် တရုတ်နိုင်ငံကမြန်မာနိုင်ငံအရေးကိုရှုမြင်အကဲဖြတ်ရမှာဒီမိုကရေစီနီးကြအစိုးရတည်းရဲ့ပေါ်ထွက်လာဖို့ထက်တည်ငြိမ်တဲ့အခြေအနေတရက်ကိုထိမ့်သိမ်းနိုင်ရေးဆိုတဲ့ရှုထောင့်ကသုံးသက်တဲ့သဘောမျိုးလို့ကောက်ချက်ချရပါတယ်။အာနာသိန်းစစ်တပ်ကိုလိုလားခြင်းမလိုလားခြင်းဆိုတာထက်အိန္ဒိချင်းနိုင်ငံ၎င်းရဲ့ယင်းနှိမ့်မြှုပ်နှံမှုတွေရှိတဲ့နိုင်ငံမြန်မာနိုင်ငံရဲ့ရှုပ်ထွေးနေတဲ့အနေအထားကိုအသုံးချပြီးတော့ပြင်ပနိုင်ငံတစ်ခုခုကပါဝင်လာမယ့်အခြေအနေမျိုးမရောက်ဖို့ထိန်းချောင်းရမယ်လို့မှတ်ယူထားပုံလေးယူဆရပါတယ်။ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့အမေရိကန်ပြည်ထောင်စုရုရှားနဲ့တရုတ်တို့အနေနဲ့၎င်းတို့နဲ့အိမ်နေချင်းနိုင်ငံတနိုင်ငံမှာအကျိုးစီးပွားဆန့်ကျင်ဘက်ဖြစ်တဲ့အင်အားကြီးနိုင်ငံတွေကပါဝင်ပတ်သက်တာဆွတ်ဖက်ထားမျိုးကိုလက်ခံနိုင်တဲ့မူဝါဒမရှိကြတဲ့သဘောလို့ဆိုရင်လည်းမှားမယ်မထင်ပါဘူး။ဒီအခြေအနေရှုမြင်မှုလက်တွေ့ကြတဲ့နိုင်ငံရေး policy တွေကတရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံရွေးကောက်ပွဲကိုကျင်းပဖို့တိုက်တွန်းအားပေးတနည်းအားဖြင့်ဖိအားပေးတယ်လို့တောင်ဆိုနိုင်တဲ့အခြေအနေဖြစ်လာစေပါရဲ့။ အာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်အနေနဲ့သူ့မတန်ခင်1988ခုနှစ်မှာအာနာသိန်းကဲစဉ်ကလိုအချိန်ဆွဲဖို့ရည်ရွယ်ချက်မျိုးစိတ်ကူးမျိုးရှိခဲ့မှာအသေးချပင်ဖြစ်ပါတယ်စေအနာသိန်းစင်ကရွေးကောက်ပွဲပြန်ကျင်းပမယ်လို့ပြောဆိုပြီးအချိန်ကာလအကန့်အသတ်ကိုပြောဆိုခြင်းမရှိခဲ့တာတွေ့ရမှာဖြစ်ပါသည်။အခြေအနေတွေတည်ငြိမ်မှတိုင်းပြည်ကပုံမှန်အခြေအနေရောက်မှရွေးကောက်ပွဲကျင်းပမယ်ဆိုတာမျိုးနဲ့သူ့ရဲ့ညွှန်ကြားချက်အောက်ကရုပ်ပြဒုတိယသမ္မတဦးမြင့်စွေနဲ့ ကာလွန်ကို6လတစ်နှစ်နဲ့တက်တန်းအချိန်ချိန်တိုးပြီးအချိန်ဆွဲခဲ့တာတွေ့ရမှာဖြစ်ပါတယ်။ဒို့ဗီမင်းအာနာသိန်းစစ်ကောင်းဆောင်မျောလင့်မထားတာကစီရေးအရာကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်ပေါ်စေတဲ့၃၀၂၀ခွန်စစ်စင်ရေးနဲ့၎င်းရဲ့တက်ရောက်မှုတွေပဲဖြစ်ပါတယ်။ဒီစစ်စင်ရေးမှာတရုတ်နိုင်ငံရဲ့မီးစိမ်းပြမှုအားပေးမှုတွေပါဝင်တယ်လို့အများကမှတ်ယူယုံကြည်ကြသလိုအာနာသိန်းစစ်တပ်ကလည်းအလားတူပဲယူဆခဲ့တာဖြစ်ပါတယ်။ဒို့ဗီမင်းစစ်တပ်အနေနဲ့၃၀၂၀ခွန်စစ်စင်ရေးရဲ့ ဒီလိုင်းတဲ့နင်းမြုပ်မသွားအောင်ပြန်လဲဆက်တင်ခဲ့တာလေတရုတ်နိုင်ငံပဲဖြစ်ပါတယ်။တစိ20ခုဆစ်စင်ရေးရဲ့ UDR တွေကတရုတ်နိုင်ငံကလူလားတဲ့အခြေအနေမျိုးထက်ကျော်လွန်ပြီးတော့ UDR နေတာကိုသတိပြုမိချိန်မှာစစ်တပ်ကိုပြန်လဲရွေးချယ်ကူညီခဲ့တာဖြစ်ပါတယ်။အခုမကြခင်ကျင်းပမဲ့ရွေးကောက်ပွဲဟာစစ်တပ်အုပ်ချုပ်ရေးနှီးကုံမဟုတ်တယ်လို့စီဘိုကျောင်းဟောင်းတွေနဲ့ဖွဲ့ထားတဲ့ကြံခိုင်ရေးပါတီအနိုင်ရအောင်အဖက်ဖက်ပြင်းစင်လှုံ့ဆော်မဲ့ရွေးကောက်ပွဲတစ်ခုသာဖြစ်ပါတယ်။ ဒီရေကောက်ပွဲမှာပါဝင်ရှင်ပြိုင်ကြတဲ့စစ်တပ်နဲ့မဟာမိတ်လည်းမဟုတ်စစ်ဗိုလ်ဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ပါတီလည်းမဟုတ်တဲ့ပါတီကိုယ်စားလှယ်လောင်းတွေအဖို့ကမြေပေါ်နိုင်ငံရေးမှာအခြားရွေးချယ်စရာမရှိဆိုတဲ့ကြိုးကြောင်းပြချက်နဲ့ဝင်ရောက်ရှင်ပြိုင်ကြတာမျိုးလို့ကောက်ချက်ချနိုင်ပါတယ်။2025အကုန်နဲ့2026ရွေးကောက်ပွဲပြီးတဲ့နောက်၎င်းတို့သာအနိုင်ရလိမ့်မယ်လို့ယုံကြည်နေတဲ့ကြံခိုင်ရေးပါတီအနေနဲ့နိုင်ငံတကာက2017အခင်းအကျင်းမျိုးရှုမြင်မှာမဟုတ်တာကို ကြုံတွေ့ကြရမှာဖြစ်ပါတယ်။တမိုင်းဟာတပတ်လေလေးရှိတဲ့ဆိုကြပေမဲ့အဖြစ်ပြက်အာလုံးအခြေအနေအာလုံးထက်တူကြတပတ်လေတာမျိုးမဟုတ်တာတော့အသေးချာဖြစ်ပါတယ်ခင်ဗျာ။